ဖဖဖမများအားလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါအခုပြောပြသွားမယ့်ပွဲလေးကတော့အခုလေးတွင်ပွဲပြီးသွားတယ် Aston Villa နဲ့ Tottenham Hotspur တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကတည်းက like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ် okay အဲဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်ကြအောင်ဒီဦးဆုံးနေနဲ့ကျွန်တော်တို့ Tottenham Hotspur တို့ရဲ့အိမ်ဝင်းမှာကျွန်တော်အဝေးဝင်းမှာလာရောရှင်ပြိုင်နဲ့ အစွန်ဘီလောက်ရင်းနှိမ့်နေဗျာအဲကျွန်တော်ဒီပွဲမှာတော့သူအာဆော်စီတီသူငိုးတွေတွင်းထားပြီးတော့ပြီးလို့ပြီးတော့မှအာအစွန်ဘီလာရဲ့သူတို့အာနောက်ပိုင်းသူငိုးတွေကြောင့်သူတို့အဲဒီနေ့ပွဲမှာရှုံးနေသွားတယ်လို့ကျွန်တော်တော့မြင်တယ် ။ဒါရဆိုလို့ဆိုရင်ကျွန်တော်တို့သင်္ကိုလေးတွေအကြောင်းအောင်ကျွန်တော်အရင်ရင်းဆုံးပြောလိုက်ကြအောင်။အဲရင်းဆုံးနေတဲ့ဒေါက်တာဟော့စွာကတော့ကျွန်တော်တို့အဲမိနစ်အဲပွဲဆပြီးတော့9မိနစ်လောက်မှတည်းသူတို့သင်္ကိုတွေဆပြီးတော့ရတယ်ဗျာ။အဲဒီသင်္ကိုတော့သူတို့ကွင်းလယ်ကစားသမားဖြစ်တဲ့ပန်နံကားနေပြီးတော့တွင်ပြီးတော့အဲတော်တော်လေးမှကောင်းမွန်တဲ့ခြေသန်းတွေလို့အဲကျွန်တော်တို့အမ်မိနစ်30ထိလောက်ပြတာထားနိုင်တယ်ဗျာအဲတစ်ဖက်ကကျွန်တော်အဆွန်ဘီလာအဆွန်ဘီလာကတော့အဲသူတို့ရဲ့ ပုံစံတိုင်းသူတို့ကကောင်တာဟိုပဲအဓိကထားပြီးတော့ကစားရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတိတ်ပြီးတော့ကိုပေါက်ကန်သွင်းနေမိရဘူးပြီးလို့ဆိုရင်ကျွန်တော်တို့ final test ဆုံးတဲမှာဆိုလို့ရှိရင်လဲ total horse bar အနေနဲ့ပို့မှုပြီးတော့အလုံးလုံးခဲ့တယ်ဒါမှမဟုတ်သူတို့ရဲ့တိုက်ဆက်ကထျောက်တဲ့ပုံစံမှာရှိနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာသူတို့အနေနဲ့ဂိုးတွေထပ်ပြီးတော့မရတော့ဘူးလို့တော့ကျွန်တော်အမြင်နဲ့โอเคအဲ့ဆိုရင်တစ်ဖက်ကအဆွန်ဘီလာအဆွန်ဘီလာကတော့သူတို့ရဲ့ ပထမဆုံး goal ကိုတော့ကျွန်တော်38မိနစ်မှာအာ roger ကနေပြီးတော့ဆက်ပြီးတော့တွင်းတယ်ဗျာ Milson ရောကျွန်တော်တို့အဲဒီလိုနဲ့ပဲကျွန်တော်တို့အဲပထမပိုင်း45မိနစ်အဲပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့11ဆိုပြီးတော့အေးရလက်တွေပတ်တွေထပ်ပေါ်ထားပြန်အဲတပွဲတော့ဒီပထမပိုင်းမှာအကြီးမဲ့ဆိုလို့ရှိရင် Total Hotspur အနေနဲ့အဲဘောလုံးတွေတော်တော်လေးဟိုမှာအကောင်းမွန်တဲ့ပြပမှုတွေလုပ်ခဲ့တယ်ဒါမှမဟုတ်သူရဲ့တိုက်စစ်က အဆုံးသက်တွေမတေချာခဲ့လို့ဒါသူတို့ပထမပိုင်းမှာ1 1ဆိုပြီးတော့တည်ရလက်ပုံဖော်ထားနိုင်ပြီဗျာကျွန်တော်ဒုတိယပိုင်းပြန်ဆက်လာတဲ့အချိန်မှာလဲတော်တော်ဟော့စပါအနေနဲ့အဲသူတို့အဲပထမရဲ့ပထမပိုင်းလောက်ကခြေစမ်းမျိုးတိတ်မပြပါဘယ်မှာဒါမဲ့သူတို့ဘက်ကနေရောသူတို့အိမ်ငွေအားတာကျဲတစ်ခုနဲ့သူတို့ဘောလုံးတွေကင်ပြီးတော့ဆော့လာတာမြင်ရတယ်သူတို့ရဲ့ကွင်းလင်မှာလဲအ အဲတော်တော်လေးမှကောင်းမွန်တဲ့အမ် present day bari ပေးတယ်ဗျအဓိကအထူးသဖြင့်ဇာဘီဆိုင်မွန်ဇာဘူဆိုင်မွန်တို့အနေနဲ့ကျွန်တော်ဒီနေ့အဲပွဲမှာကြည့်ရမလို့အောင်ဆိုရင်ဒုတိယဘိုင်းမှာဆိုလို့ဆိုင်ဗျဇာဘူဆိုင်မွန်အနေနဲ့သူကန်သိန်းတဲ့အလုံးကိုသူအလူလူပေးနေတဲ့အချိန်မှာသူ့အနေနဲ့အဲတစ်ဖက်ကအဆုံမီလာရဲ့နောက်တန်းနေရဲ့အဲနောက်ကိုပြန်ပြီးတော့ပြန်ဆင်းကူရဲ့အချိန်နဲ့အဲ ပြန်ဆင်းကိုတဲ့အချိန်မှာတော့သူတို့အနေနဲ့ဂိုးရဖို့တော်တော်လေးမှခတ်သွားတယ်လို့တော့ကျွန်တော်မြင်တယ်တကယ်လို့လည်းဇာဗီဆမ်မွန်အနေနဲ့အဲသူ့ဘောလုံးတစ်ချက်နှစ်ချက်ပဲထိပြီးတော့သူ့အနေနဲ့ကပ်မယ်ဆိုလို့ဆိုရင်တော့ကျွန်တော်အနေနဲ့အတွင်းကိုတွေပါတယ်အဖြစ်ပြောင်းလဲနိုင်မလားဆိုတော့ကျွန်တော်တို့အဲရင်ခုန်ဖို့တော့တစ်ချက်ရှိတယ်ဗျာဒါပေမဲ့သူ့အနေနဲ့သူ့ရဲ့ကစားသမားတွေနဲ့သူတို့အချင်းချင်းချိတ်ဆက်ပြီးတော့အဲသူတို့ပို့ပြီးတော့ကောင်းမွန်တဲ့အတွင်းကိုတွေသူတို့ရှာဖွေဖို့ အဲပြင်ဆင်ပေမဲ့ဒါပေမဲ့ဒီနေ့ပွဲမှာတော့တို့အနေနဲ့တော့တော်တော်လေးဥမှအဲချင်းနေဆိုးသွားသွားတယ်လို့တော့ဖြစ်နေကျွန်တော်တို့အဲအဆွန်မီလာအဆွန်မီလာတော့ကျွန်တော်တို့ပရမာပိုင်းမှာတော့လည်းတိတ်ပြီးတော့ဘောလုံးလည်းတိတ်မကန်ဘူးဒါပေမဲ့တို့ရဲ့အဲကိုလင်နဲ့တိုက်စစ်ကတို့ကိုးတာရအောင်ရကအဲ့လောက်ထိတိတ်ပြီးတော့ကောင်းမွန်တဲ့ပုံစံမှမရှိနေဘူးပြီးလို့ရှိရင်တို့စီကဘောလုံးပြတ်တာတွေလည်းများတယ်တို့ဒီနေ့ပွဲမှာတော့အဆွန်မီလာရဲ့နောက်တန်းတော်တော်လေးဥမှအဲကောင်းမွန်တဲ့ပုံစံလို့တော့ကျွန်တော်မြင်တယ်တစ်ဖက်က အဲဆိုတော့တော်တန်ဟော့စပါရဲ့တိုက်ဆက်ဆင်မှုတွေကိုတို့အဲစဉ်းစားခံပြီးတော့ပထမပိုင်းတစ်ပိုင်းလုံးမှာပေးကိုထပ်ပြီးတော့မပေးအောင်တို့ဆွတ်ဆောင်သွားနိုင်တာလဲတကယ့်ကိုချီးကျူးဖို့ကောင်းပါတယ်။ Okay အဲဆိုရင်ကျွန်တော်အဲဒုတိယအဆုံးမီလာရောက်ရတဲ့ဒုတိယကုန်လုံးဒီလုံးကတော့ကျွန်တော်အဲ60မိနစ်လောက်မှာတော့အဆနောဘီလာရောပြီးလို့ရှိရင်တော်တန်ဟော့စပါရောကျွန်တော်လူစားပြောင်းလဲတွေဆက်လုပ်တယ်ဗျ။အချိန်မှာတော့အိုလီဝကင်းတို့ဘာတို့ပြန်ပြီးတော့ထည့်တယ်ပြီးလို့ရှိရင်အဲတစ်ဖက်ကလည်းကျွန်တော် ့ Richard Lindsen တို့ဘာတို့ပြိုင်တော့ထိုက်တယ်ဒါပေမဲ့ Richard Lindsen အနေနဲ့အဲသူဒုတိယပိုင်းမှာလူစားလဲပြီးတဲ့အချိန်မှာတော့သူ့အနေနဲ့အဲဘောလုံးတိတ်တော့ထိချက်တောင်မှတိတ်ပြီးတော့မရှိသလောက်ကိုရှားတယ်လို့တော့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုရင်သူ့ဟို Tottenham Hotspur ရဲ့အဲတိုက်ဆက်ကတော့သူတို့အနေနဲ့တော့ဘောလုံးတွေကိုကင်ထားပြီးတော့သူတို့ကွင်းလင်မှာလည်းတော်တော်လေးမကောင်းမွန်တဲ့ပေးမှုမျိုးတွေလုပ်ပေးနေမယ်ဒါပေမဲ့တိုက်ဆက်ကိုသူတို့အဲဘောလုံးမရောက်ခဲ့ဘူးဗျာဒါရောက်တဲ့လုံးတွေလည်းတစ်ဖက်က အဆွန်ဘီလာရဲ့ကျွန်တော်တို့နောက်တန်းလေးကောင်းမှုကြောင့်တို့ထင်တယ်လို့အလုံးမဖြစ်ခဲ့ဘူး။ကျွန်တော်အဆွန်ဘီလာကတော့ကျွန်တော်တို့တို့ရဲ့အဲဒုတိယအတွင်းကိုတော့တို့60တမင်မှာလူစားဝင်ကစားသမားဖြစ်တယ်။အဲဘူဝန်ဒီယာပဲဘူဝန်ဒီယာနိုင်တော့အဲတို့အဆပြီးတော့တွင်းတယ်ဗျ89မိနစ်မှာအဲတော်တော်လေးမှကောင်းမွန်တဲ့ကန်ကျက်လို့ပြောရမယ်။တို့အဲဂိုစီအပြင်ကနေပြီးတော့သူ့အနေနဲ့တစ်ချက်ဖိတ်ပြီးတော့လူပေးမလို့လို့လုပ်ပြီးတော့သူ့ရဲ့ဘယ်ရှင်နဲ့အဆုံးသတ်သွားတာဂိုးသမားအနေနဲ့လည်းဘလို့မှ မဖတ်နိုင်ပဲကိုသမားလည်းတစ်ဖက်ကဘယ်ဘက်ကိုရောက်နေတဲ့ချိန်မှာတော့အဘူန်ဒီယာအနေနဲ့ကျွန်တော်တို့ကိုသမားရဲ့ညာဘက်ပါအလွတ်တော်တော်လေးဥမှအလွတ်ကြီးဖြစ်နေတဲ့ဘက်ကိုအဆုံးသတ်ပြီးတော့ကန်သွင်းသွားတယ်ဒီဒီကိုကြောင့်ပဲအဆုံးဘီလာတို့ဝေခွင့်မှာကောင်းမွန်တဲ့ရလဒ်တွေကိုပုံဖော်သွားနိုင်တယ်လို့မြင်တယ်တစ်ဖက်ကတော်တာဟော့စ်ပါအနေနဲ့ဒီနေ့သူတို့အနေနဲ့ကိုဘောက်ကန်သွင်းခြင်းတွေရတယ်ဒါပေမဲ့တစ်ဖက်ကလည်း ကိုယ်တမကောင်းနေတာတဲ့အတွက်ကြောင့်ပြီးလို့ရှိရင်နောက်တန်းနေရတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေရှိနေတဲ့အတွက်ကြောင့်ဒေါက်တာဟောင်းစပါးတို့ထင်တယ်လို့အလုံးမဖြစ်ခဲ့ဖဲနဲ့ဒီနေ့အိမ်ဝင်းမှာရှုံနေမှုကြုံတွေ့သွားတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဒီအတွက်ကြောင့်ပဲဒေါက်တာဟောင်းစပါးတို့ကျွန်တော်တို့ချန်ပီယံလိအဲဂျာမန်မှာချန်ပီယံလိရှင်ပြန်ကစားမဲ့ပွဲတွေမှာလည်းသူတို့အနေနဲ့ပို့ပြီးတော့ဖိအားတွေပို့ပြီးတော့အများဆုံးမယ်လို့ထင်တယ်။အထူးသဖြင့်ကျွန်တော်တို့အဲနောက်တန်းကစားသမားဖြစ်တဲ့ပထူပူတို့ဆိုလို့ရှိရင်အဲသူရဲ့အဲပေးပို့မှုတွေက အဲတော်တော်လေးမှအလွယ်လွယ်အချို့ချို့ဖြစ်နေတဲ့အတွက်ကြောင့်သူ့အနေနဲ့တော်တော်လေးမှဒေါသထွက်နေတဲ့ပုံစံတွေကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ကိုင်းထဲမှာဒီအချိန်လေးကြောင့်ပဲကျွန်တော်တို့အဲတော်တော်ဟော့စပါနေနဲ့နောင်လာမဲ့ပြည်ပြန်လီပွဲစဉ်တွေကိုဒီထက်ကောင်းမွန်တဲ့အဲတိုက်စစ်အစုဖွဲ့ကိုဒါရှာဖွေနိုင်မယ်ဆိုလို့ဆိုရင်တော့သူတို့အနေနဲ့နိုင်ပွဲတွေရအောင်ပြန်လဲဖော်ဆောင်လာနိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒီနေ့ရှုံးပွဲကြောင့်ပဲသူတို့အနေနဲ့ ကစားသမားတွေတူအဓိကအဖြစ်ကျွန်တော်ဒီပွဲမှာတော့ရှုံးနေတဲ့ပွဲမှာတော့တိုက်စစ်ကကျွန်တော်အလိုအပ်ချက်တွေများခဲ့တယ်လို့တော့ကျွန်တော်မြင်တယ်ညီကိုတွေရောဘယ်လိုမြင်ရလဲဝင်းရောက်စင်းနေမှတ်ချက်ပေးတော့လို့ရပါတယ်ဒါရောက်ကြည့်ရှုပေးတဲ့ညီကိုတွေရောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ပါဗျာ